ားလုံးပဲမင်္ဂလာပါဗျာအဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်တို့ကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့နေနံတွေအတွက်တနေ့ကတည်းကတနေ့လာအင်ကပြောကွာကျွန်တော်ခုဘုတ်တခုပြောဝင်ပါအဲနေသားသီးမှာကောင်းတဲ့ချိုတွေရှိတယ်အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည်တယ်ဒါကျွန်တော်အကျဉ်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရတယ်နားလည်သွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်ဘဝကြီးမှာဘယ်လိုနေထိုင်မလဲဘယ်လိုစားတောက်မလဲသိတဲ့ပုံစံမျိုးပဲဘေးတွေမှာလည်းအဲ့လိုသိတာရှိတယ်အဘုတ်တခုတွေစပြောအောင် ဗုဒ္ဓဘူးတွေအတွက်ကောင်းတဲ့ဂျိုဟာရှိတယ်။အာတနင်္ဂနွေရတနင်္ဂနွေကြာတာပရိရ။အော်တနင်္ဂနွေရတနင်္ဂနွေကြာတာပရိရဗုဒ္ဓဘူးသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျိုတွေတကယ်ကိုအတွက်ကောင်းတဲ့ effect ကိုရသေးတဲ့ဂျိုတွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကိုယ်ထိန်းချုပ်နေတာက တနင်္ဂနွေပါ။ဗုဒ္ဓဘူးသားမီးတွေကိုအပေါ်ကထိန်းချုပ်ပေးနေတာကကျွန်တော်တနင်္ဂနွေအဲ့တော့တနင်္ဂနွေဂျိုဟာအကောင်းဆုံးဂျိုတစ်ခုအနေနဲ့ဖြစ်တယ်။ဘာလို့ဗုဒ္ဓဘူသားမီးတွေကတနင်္ဂနွေဂျိုလိုအပ်တာလဲ။ လိုအပ်တာလေအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ်အဲ့တော့ဗုဒ္ဓဘူတာမီးတွေထဲမှာအကုန်လုံးမဆိုလို့ဘူးဗုဒ္ဓဘူတာမီးဆိုတာကတော်တော်များများနဲ့လိုက်ရောညီထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်အော်သူများနဲ့အဆက်ကိုလိုက်ရောညီထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ရှိတယ်ဗုဒ္ဓဘူတာမီးတွေရာဂိုင်နှုံးအားဖြင့်တော်တော်များများနဲ့လိုက်ရောညီထွေနေတတ်ကြတာများတယ်အော်အဆင်ပြေအောင်နေလိုက်တယ်ဟိုလူနဲ့အဆင်ပြေအောင်ပြောလဲဟိုလူနဲ့အဆင်ပြေအောင်ဟိုဟာဖြစ်တယ်အဲ့တော့မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အားလုံးနဲ့ တော်ရုံဟာတက်အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလိုလေချက်စရာကောင်းတယ်လို့ထင်နိုင်ရဲ့လူဟာတပိုင်းဘာတကောင်လူဘောကြီးပါကွာငါတို့ပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားတဲ့လူဟာတပိုင်းပေါ့အဲ့နှစ်ပိုင်းရှိတယ်ဘာကြောင့်ပဲကျွန်တော်တို့ကဗုဒ္ဓဘူးသားသမီးတွေတို့အုတ်ချုပ်ပေးမဲ့လူဟာတင်းငုံနေတော့တင်းငုံနေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာပေါ့တင်းငုံနေကြိုးစားမာနာလို့ပြောတယ်တင်းပြီးတော့တင်းငုံနေကြိုးစားအကြီးအမှုကြိုး အာတင်ဦးနေဆိုတော့ဥဆောင်နိုင်ဆိုတာမြင်ပါရဲ့ကျိုးဒါကြောင့်တင်ဦးနေကျိုးအုပ်ဆိုးတာတာဖြစ်တဲ့တော့ဗုဒ္ဓဘူသားမိတွေဟာအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုတာရှိတဲ့လူတွေတခုခုမှမြင့်မြင့်မားမားတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်တွေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုတ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်ဒေးလီအားလေးနဲ့နေနေတာမျိုးတွေထက်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စိတ် နော်ခေါင်းဆောင်အရေးအသွေးတာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ပဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဗုဒ္ဓဘုရားမြေကအဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ်ပေါ်နေတာများတာဖြစ်တယ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကိုနေရာထိမ့်မိတယ်ဒါတော့တင်ရဗုဒ္ဓဘုဖြစ်တယ်ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေနော်စွမ်းအားတွေမာနတွေဒါတွေရှိဖို့လိုတယ် နော်အဲ့တော့ဓာရီရှိဖို့လို့ဓာရီရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘုရားသမီးတွေကတနင်္ဂနွေနေ့ကနဝင်းဖြစ်တဲ့အတွက်အဲ့တနဝင်းတနင်္ဂနွေနေ့ကဘာကိုပြောတာလဲဆိုတော့မိဖအကိုပြောတာမိဖကတနင်္ဂနွေနေ့ကျိုးပိုင်တယ်နော်အဲ့တော့ဘုဒ္ဓဘုရားမိတ္တရာတင်းနေကုန်နေအားကောင်းတာဖြစ်တယ်အမိဖအားရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပ္ပခါပြုလို့မရဘူးနော်မိဖတွေပြောရတဲ့မှာကိုယ်နဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်အမိဖပြောတာလကားပါကွာလူကြီးတွေဘာမှသိတာမဟုတ်ဘူးအဲ့လိုပြစ်ပယ်တဲ့ဘုဒ္ဓဘုရားအစ်စ်မပြေတာများတယ် ပေတင်နေကုန်နေဆိုတာကျွန်တော်တို့ကမင်းအစိုးရဥပဒေကို ရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်မလိုက်နာတာများလာရင်တစ်ချိန်ချင်းမအဲ့လူတွေကဒုက္ခရောက်တယ်ဗုဒ္ဓဘာသာမိတယ်မဟုတ်တာတွေလုံနေတယ်အောက်ဆိုက်တွေရှာနေတယ်ဟိုအဒီယာတွေလုံနေတယ်ဒါပါရောဗျာမကောင်းဘူးမျှောက်လေတာတိပြီးသားပါအဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမဖြစ်ဘူးဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်ဒါတော့ဗုဒ္ဓဘာသာမိဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့ စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်တာပါအဲ့ဒါတွေကိုလက်တသုံးစားလုံးနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ဒုက္ခအကြီးရောက်လိမ့်မယ်အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောချင်တယ်နော်ဒီအချက်ကအဓိကဒါဘုရုသားမီးဖြစ်တယ်ဆိုရင်ဥဆောင်နိုင်ငံမြန်မာမှာတာဝန်မှုတာဝန်ခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲအရမ်းမနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လက်အောင်ကြီးထွေနေတာနေတာတပိုင်းငါ့ကိုလာမထီးနဲ့ငါ့ကိုတော့လာမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါမယ်မွေဟောက်မှန်သိအောင်တော့တခါလေအမောက်ဖြစ်ထောင်ပြဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ် အဲ့အချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုံပြီးတော့စီးပွားဆိုဗုဒ္ဓဘုသားမိတွေရဲ့စီးပွားဆိုတာဂျာတာရေးကျုံပါဂျာတာပြီဂျာရေးကျုံဆိုတဲ့အတိုင်းပဲဗုဒ္ဓဘုသားမိတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာအကောင်းဆုံးပေါ့တခုခုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာခါပါတော့ဗျာဟိုမြုပ်သီးချက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတစ်လုံးလုတ်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကို ထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တစ်ခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ကွန်ပစ်စီထုတ်လုပ်မှုအပိုင်းကွန်ပစ်စီ brand တစ်ခုကိုအရေးသွေးတစ်ခုထုတ်ပြတဲ့အပိုင်းအဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တစ်ခုခုကိုထုတ်လုပ်နိုင်စွာမြင့်မားမြင့်ပါတယ်ဒါကြောင့်ပဲဘုရဘူသားမီဒီယာအလုပ်လုပ်တဲ့နေရာတွေမှာ brand တစ်ခုတိဆောက်နိုင်တာကွန်ပစ်စီထုတ်လုပ်နိုင်တဲ့စွမ်းရည်မြင့်ပါတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုပ်နိုင်တဲ့အစွမ်းရှိကြတယ် နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူတာဖြန့်ချီတာသူများထပ်ပို့ပြီးဖြန့်နိုင်သွားရှိတယ်ဒါဒီပစ္စည်းကမှဒီပစ္စည်းလေးတစ်ခုကိုကျွန်တော်ကအလုံးတစ်ထောင်ရောင်းနေတယ်နှစ်ထောင်ရောင်းနေတယ်သုံးထောင်ရောင်းနေတယ်သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ်သူတို့ဈေးကွက်စီးပွားရေးကိုနားလည်ပြီးရောင်းမယ်ဆိုပုဒ်ပုသားမိတွေက2000 3000ကို order တွေတက်ပြီးတော့5ရက်နဲ့ရောင်းထွက်သွားအောင်လုံးနိုင်တဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲပုဒ်ပုသားမိတွေကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တစ်ခုတည်ဆောက်တဲ့အပိုင်းတွေ နော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသားမိတွေကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတတ်တဲ့ပညာကိုပြန်သင်ပေးတာတွေနော်ပညာတန်တန်းတွေဖွင့်တာမျိုးတွေထားပါတော့အခုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါဆိုကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘယ်လိုရိုက်မယ်ဆိုတဲ့အကြောင်းတွေဘယ်လို edit လုပ်မယ်ဆိုတဲ့အကြောင်းတွေနော်ဘယ်လိုတီးဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတတ်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေဗုဒ္ဓဘူသားမိတွေကစီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့အတွက် ဟိုတည်တည်မွားမွားလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘယ်လိုကြီးကြအောင်ချဲ့မလဲဘယ်လိုဆိုင်ခွဲတွေဖွင့်မလဲဘယ်လိုတစ်ခုနဲ့တစ်ခုပို့ပြီးတော့လုပ်ငန်းမှာဟိုအကြီးကြီးဖြစ်သွားအောင်လုပ်မလဲဒါဒီအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားနေချက်ရှိစေတယ်ဆိုတာဘုရူသားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုရူသားမိတွေစမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အတိုင်းပဲတင်းနေလာပိုင်တယ်တဲလာပိုင်တယ် ။တနေ့လာကျွန်တော်တို့ကောင်းကင်ကလာမင်းအားလုံးလည်းသိကြတယ်။အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကကိုချစ်ရတဲ့သူတွေကိုအိမ်အောင်ဘက်တွေကိုလက်ထွေးရမယ့်လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စေခြင်းတယ်။ပျော်စေခြင်းပျော်နေတာကြိုက်တယ်။အဲ့တော့ကိုချစ်ရတဲ့လူဟာမျက်နှာကြီးကတည်ကြည်ပြီးအရန်ညူဆူနေတာ၊ရာရာစိတ်ကောက်နေတာ၊ရာရာစိတ်ချုပ်နေတဲ့ပုံဖြစ်နေတာ၊ရာရာအလိုမကျနေတဲ့လူဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့တို့ကကြိုက်လည်းမရှိဘူး။နော် ငါတို့စူးစမ်းစရာရှိမယ်ပင်မဖန်စာကြီးမှာပင်မပြောစရာရှိလဲငါတို့အတူတူပြောကြမယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ဒါအဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာအပြစ်တင်နေတယ်ကိုယ့်ပေါ်အရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုဗုဒ္ဓဘာသာမိတွေကမမြဲတာများတယ်။ဟောဗုဒ္ဓဘာသာမိတွေကကိုယ့်ချစ်သူနဲ့အတူတူကပျော်ရွှင်နေတယ်စိတ်ချမ်းသာနေတဲ့လူမျိုးတွေထားပါတော့ခီးသွားတာရှင်လားငါတို့အတူတူသွားကြအောင်အာရှင်သွားခီးတမမလိုက်ချင်ဘူးအဲဒီလိုမျိုးချစ်တာများလာရင်အိမ်တော်ကြီးမှာ divorce ဖြစ်ဖို့ဖြည်းဖြည်းနဲ့နီးလာတယ်လို့မှတ်ပါ။ ဗုဒ္ဓဘာသာမီးတွေကကိုနဲ့တသားတည်းဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုနဲ့တကယ်ကိုဟိုပါပေါ့ပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အဲ့ဒါကပိုကောင်းတယ်အဲပြီးတော့ဗုဒ္ဓဘာသာမီးတွေကအများအားပြုံးရွှင်နေတဲ့ချစ်သူအများအားကြည်လင်လင်နေတဲ့ချစ်သူဟိုခန္ဓာကိုယ်မှာလည်းရရင်ညစ်ပတ်ရှုပ်ပွားနေတာမျိုးမကြိုက်ဘူးနော်ဒါကြောင့်ပဲဗုဒ္ဓဘုရားသားမီးတွေကကိုချစ်သူကိုရွေးတဲ့ခါကျရင်လည်းတန်တန်ပြတ်ပြတ်ရှိတဲ့လူကြည်လင်လင်ရှိတဲ့လူ ်အသားရည်ဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဒါပေမဲ့မျက်နှာလေးကြည့်ပြီးတော့ဟဲ့အေးချမ်းလိုက်တာအာသူကအရင်မချောရင်မဲ့သူမျက်နှာလေးကြည့်ရင်ငိမ့်ချမ်းလိုက်တာအဲ့လိုလိုမျိုးရွေးချယ်ယူရင်အိမ်တော်ကြီးပို့တာရတယ်ပို့မြဲတယ်ဗောနောပို့ပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားသိချင်လို့ပြောတာပါเนาะအဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအနေအိမ်တော်ကြီးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်အိမ်တော်ကြီးပို့ပြီးတာရနိုင်တယ်နောက်ဆုံးတော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုရှေ့ကြီးတွေမပြောတော့ဘူးအခြားခြားအသိတဲ့ခါကြရင်လည်းကျွန်တော် ဟိုအထက်ဆောင်မှပြီးအောင်နင်းချမ်းကိုလည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးနေပြောပြပါမယ်နော်အဲ့တော့ဗုဒ္ဓဘုရားမိတွေအားလုံးကိုကိုတိုင်းတိဆောင်းနိုင်ကြပါစေဘလို့လို့ရင်ပိုကောင်းမလဲဆိုတာလေးလာသုံးသပ်ပြီးတော့ဘဝကိုပိုကောင်းဆက်ရှောက်နိုင်ပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ